အလုံးမင်္ဂလာပါဒီနေ့ဒီရက်ဒီမှတ်တင်ခဲ့ကြတာကတော့အခန်းလေးလေ့ကျင့်ခန်း၄သမတ်၃ကနံပါတ်၁ကနေရှိရှိဖြစ်ပါတယ်။ဒါအဲ့ဒီမှာကျောစာကိုရင်းများကိုခွဲပါလို့ပြီးထားရပါတော့။အမှနံပါတ်၁ဆိုလို့ရှိရင်1 1 minus k square ပေါ့။အဲ့ဒါကိုကျောစာရင်းခွဲတဲ့အခါမှာပြည့်စရာကကျောတင်းနဲ့ထက်များလို့ရှိရင်ပြစ်ပေးရတယ်လေ။ဒါကြောင့်မို့ကျောတိဖို့ကျောတင်းနဲ့ထက်လို့ထားလိုက်မယ်။ k ကတော့ k square ပေါ့နော်။အဲ့ဒီမှာကျောပုံစံကြီးကိုအသုံးပြုရမှာကျောပထမကမ်းမှာတော့အသုံးပြုရတယ်။ဒီလက်ကိန်းနှစ်ခုခြံထားခြင်းဟာပေါင်းတစ်ဘင်းလို့ပြောဆိုရတယ်။နော်အဲ့ဒီ အဲဘွားကိုသုံးပါပါနော်ဒီတိန်းနှံကိုသုံးပါပါဒါကြောင့်မို့ဟို1 square k square ရွေးအလဲကောင်မှနှုတ်ရတာဖြစ်တဲ့အတွက်အဲနှစ်တကိန်းနှစ်ခုချမ်းသာကြတယ်ဒါသူအပေါင်းတကိန်းလို့ဆိုရင်ပေါင်းတကိန်းဆိုတာကရှေ့ကိန်းနဲ့နောက်ကိန်းနဲ့ပေါင်းတယ်ရှေ့ကိန်းက1နောက်ကိန်းက k ပေါ့နော်အနှုတ်တကိန်းဆိုတာကရှေ့ကိန်းနဲ့နောက်ကိန်းနှုတ်တာပါဟုတ်ပြီနော်အဲဒီနံပါတ်1ကအဲ့ဒါပေါ့နော်နံပါတ်2ပါအဲ့ဒီမှာကလေးကိုနံပါတ်နံပါတ်1မှာကြတော့လေ 16-n2 ပါဒါကြောင့်ဒီတော့နှစ်ထပ်ကိန်းပြအောင်လို့16ကိုနှစ်ထပ်ကိန်းရှာတဲ့အခါမှာ လေးလေးလေးစားချောက်ပြည့်တဲ့ပဲဒီလိုလေးနှစ်ထပ်ရပါတယ်။ဒါဆိုရင်ဒါနှစ်ထပ်ကင်းတစ်ခုချမ်းသာခြင်းဖြစ်သွားပြီ။ဒါဆိုရင်ပေါင်းတွင်းလို့ပဲ။အပေါင်းတွင်းရကြတော့ဒီလိုရှေ့ကနေနောက်ကင်းနဲ့ပေါင်းမယ်။ phone net and နဲ့ပေါင်းတယ်။နောက်ကင်းရကြတော့အဲနှုတ်မှာပေါ့နော်။နှုတ်တာရှေ့ကနေနောက်ကင်းနှုတ်တာဖြစ်တဲ့ပဲ။ဒီနဲ့ and နဲ့လို့နှုတ်တာပေါ့။ဒါလေးပါပဲ။နံပါတ်3မှာကြတော့ဒီလိုက 2a² 8b² အဲ့ဒီလိုကြီးကျတော့နော်အဲ့မှာဘာကိုပေါင်းလို့လို့ရလဲဆိုရင်နှစ်ကိုပေါင်းလို့ရပါတယ်။နှစ်ကိုပေါင်းလို့ရကမှာ 2a² မှာနှစ်ကိုပေါင်းလို့ရင် a² ကျင်မယ်။ ့ 8b square မှာတော့၄ရှိကတော့2 4လीရှိဒါမှမဟုတ်ရှိတော့2ကိုပုံထုတ်ရေး၄ကျန်တော့ 4b square ကျန်ပါတယ်ဟုတ်လားဒါတော့ဆိုရင်အဲဒီမှာကျတော့2ကိုဒီတိုင်းပြင်ရင်လည်း green နဲ့မှာရှိတဲ့4ကိုလည်းကျတော့2နှစ်ထပ်လုပ်လိုက်မယ်ဒါ၄ဆိုတာ2နှစ်ထပ်ဖြစ်တဲ့အ square တော့ဒီတိုင်းပြင်ရင်လည်း၄ကကျတော့2နှစ်ထပ်ဖြစ်တဲ့2နှစ်ထပ်လေးရေးလိုက်မယ်နောက်က b square အဲ့ဒါကိုကျတော့ပေါင်းရေးမယ်ပေါ့နော်ဒီက2ကိုဒီတိုင်းရေးမယ် a square ကိုလည်းဒီတိုင်းရေးမယ်2 square b square ကိုကျတော့ပေါင်းရတဲ့အခါမှာ 2b square ရပါတယ် ။နောက်ပြီးကျတော့ရှေ့ကိန်းငတ်ထက်နောက်ဝင်းနှစ်ထက်ခြားနာချင်းပြသွားပြီ။နောက်ပြီးကျတော့အပေါင်းတွင်းတို့ပြင်းပါနော်။ရှေ့ကနှစ်ကိုတော့ဒီရန်ပြင်းရင်းမယ်။နောက်ကအပေါင်းတွင်းရကြတော့ကျတော့နော်။ A နဲ့ဒူးဘီနဲ့ကိုပေါင်းတာတပြင်ရှေ့ကိန်းပြတဲ့ A ရဲ့နောက်ကိန်းပြတဲ့ဒူးဘီရဲ့ပေါင်းတာတပြင်အဲရှေ့ကိန်းပြတဲ့ A ရဲ့နောက်ကိန်းပြတဲ့ဒူးဘီရဲ့နှုတ်တာတပြင်ပါနော်။အဲဒါဆိုရင်ဒီမှာ2 into a plus 2b twin a minus 2b တူရပါတယ်။ဟုတ်ပြီနော်။နံပါတ်၄ရကြတော့ 3b square minus 27။ဒါပြင်အမှကျတော့ဘာကိုပုံလို့ရလဲဆိုရင်3ကိုပုံလို့ရပါတယ်။ အရင်3 b square မှာ3ကိုကုန်လို့ရင် b square ကျန်မယ်27ရတဲ့တော့3ကုန်လေ20 3 4ဒီ20ကုန်ဖြစ်တဲ့3ကိုကုန်လို့ရင်6ကျန်တယ်နော်ဒါပြင်အဲ့ဒီ6ကိုကျလို့ရပါတော့6ဆိုတာက3 3ဒီ6ဖြစ်တဲ့တဲ့3နှစ်ထက်ရပါတယ်ဒါပြင်20ကိန်းနှစ်ခုခြားနာခြင်းရပြီဒါပြင်ပေါင်းတွင်းလို့ပြီ3ကိုပြင်ရင်မယ်အဲပေါင်းတွင်းရတဲ့တော့6ကိန်းဖြစ်တဲ့ b နဲ့နောက်ကိန်းဖြစ်တဲ့3နဲ့ကိုပေါင်းတာတွင်နှုတ်နှုတ်ချင်းတကွင်းရတဲ့တော့6ကိန်းဖြစ်တဲ့ b နဲ့နောက်ကိန်းဖြစ်တဲ့3နဲ့ကိုနှုတ်တာနံပါတ်5ပါ ်နံပါတ်9မှာဆိုရင်နော် 4c square minus 100နော်အဲ့ဒါဆိုရင်တော့၄ကိုပုံထုတ်လိုက်မယ် 4c square မှာ၄ကိုပုံထုတ်ရင် c square ရပြီးတော့တရားမှာကျတော့တရားကျတော့2 425ဒီတရားဖြစ်တဲ့အတွက်၄ကိုပုံထုတ်ရင်25ချင်တယ်။အသေး25ကျတော့ငါးကြီး25ဖြစ်တဲ့အတွက်ငါးနှစ်ထက်ရတယ်။အသေးကြီးကခုနအတိုင်းပဲရှေးလေးနှစ်ထက်နောက်ဝေးနှစ်ထက်ကိုခြားနာတာဖြစ်တဲ့အတွက်ရှေးနောက်ဝေးအရှေးပါလေပေါင်းကြီးတစ်ပြင်းနှုတ်ကြီးတစ်ပြင်းရမယ်ပေါ့နော်။ဒါဆို၄ကို DI ပြန်ရေးမယ်။ရှေးလေးဖြစ်တဲ့စီနဲ့နောက်ဝေးဖြစ်တဲ့9နဲ့ပေါင်းတာတစ်ပြင်းရှေးလေးဖြစ်တဲ့စီနဲ့နောက်ဝေးဖြစ်တဲ့9နဲ့ နှုတ်ထားတကွင်းဆိုပြီးတော့ကျိုးကနှကွင်းရပါတယ်ဟုတ်ကဲ့နော်နောက်ကနံပါတ်6ပါနံပါတ်6ကကျတော့ h a square minus 32 y square ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကလေးကဘာပုံလို့လို့ရတယ်ရှစ်ကိုပုံလို့လို့ရပါတယ်ရှစ်ကိုပုံလို့ရတဲ့အခါမှာကျိုးကနောက်က h a square မှာရှစ်ကိုပုံလို့ရင် h square ကျန်တယ်32ကကြတော့ကျတော့ရှစ်လေး30နှစ်ဖြစ်တဲ့ရက်ရှိပုံပုံလို့ရေးကြတယ်။ဒါက y square ရက် y square ပေါ့နော်။ဒါသလိုရှိရင်ကျတော့ အဲရှင်အကွင်းထဲကလေးကိုကြာကြာနှစ်နှစ်ထပ်လို့ပြောင်းနေမယ်ဟုတ်ပြီနော်ပြောင်းနေမယ်ဒါကရှင်းကိုဒီတိုင်းပြင်ရင်မယ်2 square 1 square ကိုဒီကဝင်ထားတဲ့အခါမှာနော်2 y square ဟုတ်ပြီနော်2 y square ပေါ့နော်ဒါဆိုရင်ဒီတို့ကနော်ဒီမှာရှင်းကိုဒီတိုင်းပြင်ရင်မယ်နှစ်တကင်းတစ်ခုရှားနာချင်းနှုတ်တာဖြစ်တဲ့ပြည်ဒီတို့ကပေါင်းတကင်းလို့ပြင်ရတယ်ရှင်းခင်းတဲ့နောက်ကိန်းပေါင်းမယ်ရှင်းခင်းက8နောက်ကိန်းက2 y နော် 8+2 y ဒါကနောက်ကိန်းကနှုတ်မယ်နော် ရှင်ခင်းရနာခွေနှုတ်တာတကွင်းအဲ့ H နဲ့ရှင်ခင်းရ8ဖြစ်တယ်နော်နောက်ကနာခွေရ2ပါတယ်သူတို့ကိုနှုတ်ကုန်နော်အဲ့ဒီနှုတ်ကုန်ရပါပြီဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်9ပါ p square man နဲ့ 36p square 2 square အဲ့မှာကျတော့တူရာက p square ဖြစ်တဲ့ p square ကိုဘုံလုံးလိုက်ဟုတ်ပြီနော် is အမ b square မှာ b square ကိုဘုံလို့ဝမ်းမဲ့ကြပါလေသူကလက်ပေါ်ရင်းတစ်စီရတဲ့ b square ကိုဘုံလို့ဝမ်းကြတယ်။ that is b square 2 square မှာ b square ကိုဘုံလို့36 2 square ကျင်ပါလေ။36ဆိုတာ66 36ဖြစ်တယ်တဲ့ ။ဒုတိယချက်ကိုခြေနှစ်ထပ်ရေးလိုက်ပြီနော်။အဲ့ဒါရေးခြေတော့အဲ့ဒါကို1 square ကိုဒီတိုင်းပြင်ရင်မယ်6 square into 2 square 6 square 2 square ကိုကြာတော့ခြေတော့ဂွေးတစ်ခုထဲမှာထည့်လိုက်မယ်။အရင်ဒီမှာနှစ်တကိန်းတစ်ခုခြံထားခြင်းရပါပြီ။ဒါပြင်ပေါင်းတစ်ကိန်းတို့ပြင်ပါ။ခြေကိန်းတင်တဲ့နာဂိန်း6 2နဲ့ပေါင်းတာတကိန်း၊ခြေကိန်းတင်တဲ့နာဂိန်း6 2နဲ့လုပ်တာတကိန်းပေါ့နော်။နှစ်ကိန်းရပါတယ်။ဒါပြင်အဖြေက p square 1 plus 6 2 into 1 minus 2 2 6 2ရပါတယ်ဟုတ်ကဲ့နောက်ကနံပါတ်8ပါ နံပါတ်၈မှာကျတော့ကျတော့ a2 b2 4c2 ပေါ့နော်အဲ့ဒီမှာကျတော့ဘာကိုပုံထုတ်လို့ရလဲဆိုတော့နော်အဲပြောရမယ်ဆိုတော့ဘာမှလည်းပုံထုတ်လို့ရမှာနော်ဒါကြောင့်မို့ကျတော့အဲ၄ကိုနှစ်ခုခွဲမယ်နော်ဟော ab a square b square ကိုကျတော့ ab square လို့တွဲပြီးတော့ပေါင်းလို့ရေးလို့ရပါတယ်။နောက်က 4c square ကကျတော့4ကိုကျတော့2 square လို့ရေးမယ်။ c square က c square ပေါ့နော်။ အဲ့ဒါအင်္ဂလိပ်လိုရေးနေမှာနော်2နဲ့ c နဲ့ကိုရွာတကွင်းနဲ့ရေးလို့ရတယ်2 square c square ကို2 c square လို့တခါရေးလို့ရပါတယ်ဒါပြင်ဒီတော့ tag in ဒါချစ်ပါလေနှစ် tag in တစ်ခုခြားနာခြင်းရပါပါပြီဒါပြင်အပေါင်းတကွင်းနဲ့တွင်အပေါင်းတကွင်းရကြတော့ရှေ့ကနော်ဟိုအရှိကိန်းဖြစ်တဲ့ ab နဲ့နောက်ဘက်ဖြစ်တဲ့2 c နဲ့ပေါင်းတာတပင်နောက်တကွင်းရကြတော့အရှိကိန်းဖြစ်တဲ့ ab နဲ့နောက်ဘက်ဖြစ်တဲ့2 c နဲ့နှုတ်တာတကွင်းစီပဲနှစ်ကွင်းရပါတယ်ဒါကြောင့်မို့အဖြေက ab + 2c into ab - 2c ဆိုပြီးရပါတယ်နော်ဒါဆိုရှင်ဒီနေ့ကတော့ ဒီချိန်ကလေးသမားနှစ်ကနံပါတ်1ကနေရှိရှိပဲဖြစ်ပါတယ်။စုံလိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။